မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ25ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။စာနာရိတ်ကအစီအစဉ် WSP ကငလင်ဘေးသစ်ပြည်သူတွေအတွက်အခမ်းအနဖြန့်ဝေတဲ့အာဟာရဖြစ်ဘစ်ကစ်တွေကိုပြန်ရောင်းပါကချက်ချင်းအရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။တွန်တဲမြို့မှာစစ်မှုထမ်းရန်လူစုဆောင်နဲ့အုပ်ချုပ်ရေးမှူးဓာတ်ခုတ်ခံရပြီးတည်ဆုံသွားပါရဲ့ရှင်။ပြည်ပရောက် NUG ကျမ်းမာရေးနဲ့ ညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုမြန်မာနိုင်ငံတဲကိုပြန်ရောက်ကပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းတွေအတက်လှုပ်ဆောင်နေပါပြီ။ငလင်ဘေးတင်ပြည်သူ၄000ကျော်ယာယီအမိုးအကာရီနဲ့နေထိုင်နေရပါတယ်ရှင်။အပြည့်ရက်၃ဘတ်အတွင်းရခိုင်မှာအကြိမ်400ကျော်တိုက်ခိုက်ခံရကြောင်းအေကပြောပါတယ်။ဒီသတင်းနဲ့တူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ကမ္ဘာစာနယ်ရိတ်ခါအစီအစဉ် WSP ကမလင်ဘေးသစ်ပြည်သူတွေအတွက်အခမဲ့ဖြန့်ဝေတဲ့အာဟာရဖြစ်ဘစ်ကစ်တွေကို ပြန်ရောင်းပါကချက်ချင်းအရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။တကယ်တော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပြန်လည်ရောင်းချဖို့မတင်ပါဘူး။ WSP အနေနဲ့ပုံမှန်လေ့လာစောင့်ကြည့်နေသလိုရောင်းချတာတွေ့ရင်လည်းချက်ချင်းအရေးယူဆောင်ရွက်သွားမယ်လို့ WSP ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အာဟာရဖြစ်ဘစ်ကစ်တွေကိုငလင်လောက်ခတ်ပြီး48နာရီအတွင်းမှာငလင်ဘေးသင့်ပြည်သူတွေအတွက်ဖြန့်ဝေခဲ့တယ်လို့ WSP ကဆိုပါတယ်။အဲ့ဒီဘစ်ကစ်တွေကိုနေပြည်တော်အတွင်းရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာတွေမှာရေးသားနေတော့လဲတတ်တည်မရှိသေးဘူးလို့ WSP ကဆိုပါတယ်။ဘစ်ကစ်တွေက ရောင်းရမ်းမဟုတ်ပါဘူး။အခုပုံမှန်ထမင်းဟင်းစားတောက်နိုင်ပြီဆိုရင်ပိုရှန်နေတဲ့ဘစ်ကစ်တွေကိုမိမိထက်ပိုလိုအပ်နေတဲ့သူတွေစီမျှဝေပေးလိုက်ပါလို့လဲ WSP ကတိုက်တွန်းထားပါတယ်။ WSP ကဖြန့်ဝေတဲ့ဘစ်ကစ်တွေကပရိုတင်း၊ဗီတာမင်နဲ့သတ္ထုဓာတ်တွေကျယ်ဝစွာပါဝင်တဲ့အာဟာရဖြစ်အစားအစာတစ်ခုလည်းဖြစ်ပါတယ်။အဲဒီဘစ်ကစ်တွေကအရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်စားတောက်တွေ ချက်ပြုတ်ရတဲ့ဝယ်ယူစားသုံးရန်မဖြစ်နိုင်တဲ့အချိန်မျိုးတွေမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်ရန်ရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးလူသားချင်းစာနာမှုအကူအညီတစ်ခုဖြစ်တယ်လို့လည်း WSP ကဆိုပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စစ်ရှုံးကောင်စီအထွတ်စစ်မှုထမ်းဖို့လူသစ်စုဆောင်နေတဲ့တွန်တင်းမြို့နယ်ဖျားကြီးကျေးရွာဒေသခေါ်ဖလဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးဖိုးစေဒါနဲ့ခုတ်ခံရပြီးတေဆုံသွားပါတယ်။ဦးဖိုးစေကိုဧပြီလ23ရက်နေ့ညမှာလူငယ်တအူးကဒါနဲ့ခုတ်ပြီးထွက်ပြေးသွားတာဖြစ်ကြောင်းတွန်တင်းမြို့ခံတအူးကပြောပါတယ်။စစ်မှုထမ်းစရင်ပနေတဲ့လူငယ်တယောက်ကတွေ့သွားတာတဲ့။ကွဲချင်းပြီးတေဆုံသွားတာမှန်တယ်။အလောင်းကောင်းမဲ့သူမရှိလို့တော်တော်ကြာမှစစ်တပ်ဦးဆောင်ပြီးသွားတဲ့တာလို့ဒေသခံ တဦးကပြောပြထားပါတယ်။ဥဖိုးစေးဟာစစ်ကောင်စီရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပြီးစစ်မှုထမ်းလူသစ်စုဆောင်တာငွေတောင်းခံတာတော်လှန်ရေးမှာပါဝင်တဲ့သူတွေကိုတည်င်းပေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းဒေသခံတချို့ကပြောပါတယ်ရှင်။စစ်သားတစ်စုဆောင်နေတဲ့စစ်ရှုံးကောင်စီ အုပ်စုကိုအယက်တာပြည်သူတွေက ပြန်လည်တိုက်ခိုက်မှုတွေမကြာခဏဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့ဧပြီလ17ရက်နေ့ကအေယာဝတီတိုင်းဟင်္ဒရာမြို့တနုံတနောကျေးရွာအုပ်ချုပ်ရေးမှူးတပ်နိုင်ဆိုသူကို စစ်မှုထံခေါ်ခံရတဲ့လူငယ်ကဓာတ်နဲ့ခုတ်ရမှာတေဆုံးသွားခဲ့ပါတယ်။ဖေဝါရီလ12ရက်နေ့ကလည်းရန်ကုန်မြို့ဒေါ်ပုံမြို့နယ်ကြည်စုရက်ကွက်မှာစစ်မှုထံစည်ရင်နဲ့အိမ်တော်စုစည်ရင်လိုက်ကောက်တဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အရှင်ကတက်စီနဲ့ပတ်ပြီးမိချိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာရက်ခွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တဦးတေဆုံးသွားခဲ့ပါရဲ့ရှင်။ဖေဖော်ဝါရီလ15ရက်နေ့ကလည်းမကွေးတိုင်းအောင်လံမြို့နယ် မကြီးကုန်းရွက်ကွက်မှာလူငယ်တအုပ်ကိုစစ်မှုထမ်းဖို့လာရောက်ခေါ်ဆောင်တဲ့စစ်ရှုံးကောင်စီနဲ့ပြူစောတိအဖွဲ့ကိုအင်ရှင်မိသားစုဝင်တအုပ်ကဓာတ်နဲ့ခုတ်ရနှစ်ဦးတေဆုံးခဲ့ပါသေးတယ်။စစ်မှုထမ်းဥပဒေနဲ့စုဆောင်ခံရပြီးစစ်တင်တန်းဆင်းကရှေ့ရန်ပို့ခံရတဲ့လူငယ်တွေအနေနဲ့တော်လန်ရေးအင်အားစုတွေထံကိုလက်နက်ချပူပေါင်းကြဖို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတိုက်တွန်းထားပါရဲ့ရှင်။ ဆက်လက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာစောဝေစိုးဟာပြည်ပမှာရောက်ရှိနေရာကနေမိခင်မြန်မာနိုင်ငံအတွင်းပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီးပြည်ပရောက် NUG ဝန်ကြီးတဦးအနေနဲ့မြန်မာနိုင်ငံအတွင်းကိုအပီးပြန်လည်အခြေချကပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာလှုပ်ဆောင်နေကြောင်း NUG ကအတည်ပြုပြောဆိုပါတယ်ပြည်ပမှာမိခင်မြန်မာနိုင်ငံတို့ အိမ်ပြန်ခဲ့ပြီးဖြစ်သော NUG ဝန်ကြီးဒေါက်တာဇော်ဝေစုကိုမှတ်ချက်ပေးရန်ဆက်သွယ်ခဲ့ရာဒေါက်တာဇော်ဝေစုအိမ်ပြန်ပြီပေါ့လို့ပြန်လည်ဖြေဆိုသွားပြီးပြည်ပသို့ပြန်လည်ထွက်ရန်မရှိတော့ကြောင်းမှတ်ချက်ပြုပြောဆိုပါတယ်ပြည်ပမှာရောက်ရှိနေတဲ့ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစုဟာမြန်မာနိုင်ငံကိုအပြီးပြန်လည်ဝင်ရောက်ကကျန်းမာရေး CDM နိုင်ငံဝန်ထမ်းတွေအရက်ဖတ်ကျန်းမာရေးဝန်ထမ်းတွေကျန်းမာရေးစေတနာဝန်ထမ်းတွေ တော်လရင်ရဲဘော်တွေနဲ့တွဲဖက်ပြီးပြည်သူလူထုရဲ့စံမရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိနေပါတယ်။စံမရေးဝန်ကြီးဌာနအနေနဲ့အရက်သားပြည်သူတွေရဲ့ကုသရေးတွေမဟုတ်ဘဲတိုက်ပွဲတွေမှာဒဏ်ရာရတဲ့ PDF တွေကိုကုသရေးအတွက်ပါ MOD နဲ့ပူးပေါင်းလုပ်နေတာတွေ ရှိပါတယ်။ဆရာကြီးကဝန်ကြီးဌာနလုပ်ငန်းတွေအားလုံးကိုပြည်တွင်းမှာပဲအခြေစိုက်ပြီးလောက်ကင်ဆောင်ရွက်နေပါတယ်လို့ NUG မှတာဝန်ရှိသူတို့ကပြောပါတယ်။ ြည်ပရောက်ရှိနေတဲ့ NUG ဝင်ကြီးတွေအစိုးရတာဝန်ရှိသူတွေအနေနဲ့မြန်မာနိုင်ငံထဲကိုပြန်လာဖို့ယခုနှစ်ဇန်နဝါရီလတရက်နေ့မှာယာယီသမရဒူဝါလက်ရှိလာကဖိတ်ခေါ်ခဲ့ပြီးတဲ့နောက်မှာဆရာဒေါက်တာဇော်ဝေဆိုးဟာပထမဆုံးပြည်ရင်းထဲကိုပြန်လည်ဝင်ရောက်ခဲ့တဲ့ NUG ဝင်ကြီးတဦးလည်းဖြစ်ပါတယ်။ NUG ဝင်ကြီးဒေါက်တာဇော်ဝေဆိုးဟာပြည်ပမှာရောက်ရှိနေတဲ့နိုင်ငံတကာကျန်းမာရေးနဲ့ပညာရေးညီလာခံတွေမှာတက်ရောက်ဆွေးနွေးဟောပြောမှုတွေဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့မူဝါဒတွေနဲ့ပြည်ပပြည်သူတွေရဲ့ຫນွေဦးတော်လှန်ရေးကို နိုင်ငံတကာသိစေဖို့ဆောင်ရွက်ခဲ့ကြောင်း NUG ကပြောပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာမှာငလင်လောက်ခတ်တဲ့တလကြာမြင့်တဲ့အထိလူပေါင်း4000ကျော်ယာယီတဲရီနဲ့တခြားယာယီခိုလုံရနေရာတွေမှာနေထိုင်ကြရတယ်လို့ Save the Children အဖွဲ့ကပြောကြားခဲ့ပါတယ်။နောက်ဆက်တွဲငလင်တွေကြောက်လဲနေအိမ်တွေမှာပြန်လည်နေထိုင်ဖို့နဲ့ နေအိမ်တွေပြင်ဆင်ဖို့မဖြစ်နိုင်သေးဘူးလို့လဲဆိုပါတယ်။အမျိုးသမီးနဲ့ကလေးတွေအပါအဝင်လူနှစ်သိန်းခန့်အိုးအိမ်ဆွန့်ခွာခဲ့ရပြီး4,200ခန့်ဟာပြင်းထန်တဲ့ရာသီဥတုခံနိုင်ရမရှိတဲ့အမိုးအကာတွေနဲ့ဆောက်လုပ်ထားတဲ့ယာယီခိုလုံရနေရာ145ခုမှာနေထိုင်နေကြရတယ်လို့လဲဆိုပါတယ်။လူများစုဟာရေနဲ့ခြင်ကြောင့်ဖြစ်တဲ့ဝမ်ပြတ်ဝမ်ရှော့သွေးလွန်တုပ်ကွေးနဲ့အရေပြားယောဂါတွေကိုထိန်းချုပ်နိုင်တဲ့တောက်သုံးရေတန့် ရရှိဖို့ခက်ခဲနေတယ်လို့လည်းပြောပါတယ်။နေ့စဉ်နောက်ဆက်တွဲငလီတွေလောက်ခတ်နေတာကြောင့်လည်းမိုးရသည့်မတိုင်ခင်နေ့အိမ်တွေပြန်လည်ပြင်းစင်တိစောက်နိုင်ခြင်းမရှိမှာကိုစိုးရိမ်မှုတွေမြင့်တက်လာနေတယ်လို့လည်းဆိုပါတယ်။အခုလအစောပိုင်းမှာမိုးသည်ထန်ခဲ့တာကြောင့်မန္တလေးမြို့အနီးတစ်ဝိုက်ကငလင်တိမိသားစုတွေအတွက်ထူထောင်ထားတဲ့ယာယီစခန်းရေကြီးနှစ်မြုပ်ခဲ့တယ်လို့လည်းသိရပါဗျ။မြန်မာကလေးတွေအတွက်အိမ်မက်ဆိုးကလွန်မြောက်ဖို့လမ်းဝေးနေပါသေးတယ်။ ကလေးငယ်တွေအများပြားဟာယာယီအမိုးကာတွေမှာနေထိုင်နေရပါတယ်။မိုးမကြခင်စာတင်ချောင်းတွေအပါအဝင်အရေးကြီးအဆောက်အုံတွေကိုဘလို့ပြုပြင်ရမလဲဆိုတာလဲပြည်သူလူထုကစိုးရိမ်နေပါတယ်။ဒုက္ခရောက်နှင်ပြီးသားပြည်သူတွေဟာမိုးရသည်မှာပိုပြီးအခခဲကြုံရနိုင်ပါတယ်လို့ Save the Children အဖွဲ့အာရှဒေတာဆိုင်ရာခိတ္တညွှန်ကြားရေးမှူး Jeremy Stoneer ကပြောပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကငလင်ကျောက်ပထမအကြိမ်အပြစ်ခတ်ရက်စဲခဲ့တဲ့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အတွင်းရခိုင်ပြည်နယ်မှာစစ်ရေးတိုက်ခိုက်မှု406ကြိမ်အထိလှုပ်ဆောင်ခဲ့တယ်လို့အာရခတပ်တော် AA ရဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Humanitarian and Development Coordination Office HDCO ကဧပြီလ23ရက်နေ့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကကြောက်ဖြူတောင်ကုန်းကြောက်တော်စစ်တွေနဲ့ပောက်တော်မြို့နယ်တွေမှာ ဂျက်တိုက်လေရင် drone စက်တက်လေဒီရေတပ်တင်မောနဲ့လက်နက်ကြီးစားရတွေနဲ့တိုက်ခိုက်တာလို့လဲဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အရက်သားတအူးသေဆုံးပြီးအသက်9နှစ်ကနေ14နှစ်အကြာခလင်းငယ်9ဦးအပါအဝင်28ဦးဒဏ်ရာရရှိခဲ့တယ်လို့အိမ်21လုံးဆိုင်2ဆိုင်နဲ့ဘာသာရေးအဆောက်အအုံတစ်လုံးပျက်စီးခဲ့တယ်လို့လဲထုတ်ပြန်ကြမှာပါရှိပါတယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကငလင်လှုပ်ခတ်ခဲ့တာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့ဆိုပြီး စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိနိုင်ငံကျဝမ်ရာယီအပြစ်ခတ်ရက်စဲကြောင်းကြေညာခဲ့သလိုဧပြီလ23ရက်နေ့ကနေ30ရက်နေ့အထိနောက်ထပ်တပတ်တက်တန်းတိုးခဲ့တာပါ RFA ကပြုစုထားတဲ့စည်ရင်းတွေအရပထမအပြစ်ရက်ကြေညာခဲ့တဲ့အချိန်၃ဘတ်အတွင်းနိုင်ငံတော်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရက်သား162ဦးသေဆုံးပြီးနောက်ထပ်269ဦးဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ အရခကြတော့ AA ရဲ့ HDCO အဖွဲ့ကတော့အပြည့်ရကာလတွင်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပျောက်ပျောက်တင့်တင့်ချိုးဖောက်တဲ့လောက်ဆောင်ချက်ဖြစ်တယ်လို့ April 23ရက်နေ့ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။